အောင်မြင်မှုအလေးရောက်မြေတမ်းထွား UAB UAB with you on your journey of life မင်္ဂလာပါရှင်ကျမအေးမြတ်ပါ7 TV 7 BN News ရဲ့ပထမအဆုံးသတင်းတပုတ်အနေနဲ့ရခိုင်ပြည်နယ်ရေးစကားသုံးနှုန်းတွေကိုလွတ်လွတ်လပ်လပ်မသုံးဖို့ကိုဖျားနန်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ဆိုင်ရာကြံပေးကော်မရှင်ဥက္ကဋ္ဌကိုဖီအာနံမှာစုံစမ်းလေ့လာမှုတွေလုပ်ပြီးမြန်မာနိုင်ငံကမထွက်ခါခင်ဒီကနေ့မှာတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီနေ့တင်းစာရှင်းလင်းပွဲမှာတော့ကိုဖီအာနံကမလေးရှားနိုင်ငံကတာဝန်ရှိသူတွေအနေနဲ့မြန်မာနိုင်ငံကကိစ္စတွေအပေါ်မှာတန်တမန်ရေးရာရှုထောင့်ကလည်းပြန်စဉ်းစားဖို့လိုမယ်ဆိုတဲ့အကြောင်းပြောကြားခဲ့ပါတယ်။လူမျိုးတုံးတက်ဖြတ်မှုလို့ပြောကြချက်တွေကလည်းစကလုံး၃နှုံပြင်းထန်လွန်ပြီးလလို့စပဲမ၃နှုံတင်ဘူးလို့ကိုဖီယာနန်ကပြောပါတယ် ဒါပြင်လက်ရှိအခြေအနေတွေကြောင့်အာဆီယံဒေသမှာမတည်ငြိမ်မှုတွေမဖြစ်ဖို့မျှော်လင့်တယ်လို့လည်းသတင်းစာရှင်းလင်းပွဲမှာပြောပါရယ်။ယခုအချိန်ရခိုင်ပြည်နယ်ကိုရောက်ရှိချိန်မှာတော့နှစ်ဖက်တိုင်းဝိုင်းနှစ်ခုကြားတင်းမာမှုတွေရှိတယ်လို့ခန်းစားရပေမဲ့တည်ငြိမ်မှုတွေရရှိချိန်မှာရခိုင်ပြည်နယ်မှာကြွယ်ဝချမ်းသာမဲ့အလားအလာတွေရှိနေတယ်လို့လည်းပြောခဲ့ပါရယ်။ ကိုဗီယာနန်ကဒီဇင်ဘာ9ရက်နေ့ကသမရဦးထင်ကျော်နဲ့တွေ့ဆုံခဲ့တယ်လို့ဒီနေ့ဒီဇင်ဘာ6ရက်နေ့မှာလည်းဒေါအောင်ဆန်းစုကြည်နဲ့ကာကွယ်ရေးဦးစီးချုပ်တို့နဲ့တီးတန့်စီတွေ့ဆုံခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကနိုင်ငံတကာအနေနဲ့ဆယ်စုနှစ်များစွာကြာနေပြီဖြစ်တဲ့ဒီပြဿနာကိုမြန်မာနိုင်ငံအနေနဲ့အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့နားလည်မှုပေးဖို့ကော်မရှင်နဲ့တွေ့ချိန်မှာပြောကြားခဲ့ပါတယ်။သမနာနဲ့တွေ့ဆုံမှုမှာကောလာဟာလာတွေအပေါ်မှန်ကန်စွာတုံ့ပြန်ဖို့ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ရေးကိစ္စတွေရဲ့အရေးကြီးတာတွေ နှစ်ဖက်တိုင်းဝိုင်းတွေကြားမှာအပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ဆွေးနွေးကြတာဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန် Stock Exchange ရဲ့ Stock ဈေးကွက်ငြိမ်ချက်သာကောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန် Stock Exchange မှာတနင်္လာတွင်ကျပ်ဘီလီယံ80ဘိုးလောက်ရှယ်ယာရောင်းဝယ်ဖြစ်ခဲ့ပေမဲ့ပြီးခဲ့တဲ့မေလကစပြီးရှယ်ယာရောင်းဝယ်တွေဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ ။လက်ရှိရန်ကုန်စတော့အချိန်ရဲ့ဈေးကွက်ကတော့ငြိမ်ချက်သားကောင်းနေတော့မှဒီနေ့စတော့ရှယ်ယာဈေးကွက်ပိတ်ချိန်မှာတော့ FMI ကုမ္ပဏီကရှယ်ယာတစုကို16000ကျပ်နဲ့ရှယ်ယာ1400ကျော်ရောင်းဝယ်ဖြစ်ခဲ့ပါတယ်။ဒီလိုဟာထူးစီးပွားရေးဆောင်များပိုင်းကုမ္ပဏီကရှယ်ယာတစုကို4600ကျန်းနဲ့ရှယ်ယာ16300ကျော်ရောင်းဝယ်ဖြစ်ခဲ့တာပါမြန်မာနိုင်ငံသားများဘဏ်ရဲ့ရှယ်ယာဈေးနှုန်းဟာဒီနေ့မှာတော့9300ကျန်းနဲ့ရှယ်ယာရောင်းဝယ်တစ်ခုမှမရှိခဲ့ပါဘူးရန်ကုန်စတော့ဈေးတွေအခုလိုငြိမ်သက်နေရတာဟာ ကုမ္ပဏီတွေကရှယ်ယာအစ်ထုတ်ရောင်းတာမရှိဘဲရှယ်ယာဟောင်းတွေကသာထုတ်ရောင်းမှုတွေရှိနေတာကြောင့်ရှယ်ယာရောင်းဝယ်သူတွေရဲ့စိတ်ဝင်စားမှုနှေးသွားတာဖြစ်တယ်လို့ရှယ်ယာရောင်းဝယ်ပြုလုပ်သူအချို့ကပြောပါတယ်ရန်ကုန်စတော့အချင်းကိုတော့ပြီးခဲ့တဲ့မလနဲ့ AB လတွေက FMI ကုမ္ပဏီတခုတည်းသာရှယ်ယာရောင်းဝယ်ပြုလုပ်ခဲ့ပေမဲ့မေလနောက်ပိုင်းကစပြီးဒီလိုအများပိုင်းကုမ္ပဏီပါထက်တိုးကရှယ်ယာရောင်းချခဲ့တာဖြစ်ပါတယ်။တတိယမြောက်ကုမ္ပဏီဖြစ်တဲ့မြန်မာနိုင်ငံသားများဘဏ်ကတော့ပြီးခဲ့တဲ့ဩဂုတ်လကစတင်ကရှယ်ယာရောင်းဝယ်မှုတွေရှိခဲ့တာဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မူးသစ်မပြောင်းခင်ဒီဇင်ဘာ23ရက်နောက်ဆုံး free permit နဲ့ကားသွင်းနိုင်သေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမူဝါဒအဟောင်းတိုင်း free permit နဲ့တဦးချင်းမော်တော်ယာဉ်တင်သွင်းမဲ့သူတွေဒီလ23ရက်နောက်ဆုံးထား permit လျှောက်ထားရမှာဖြစ်တယ်လို့မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းများကြီးကြပ်မှုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။မူဝါဒတင်တဲ့တင်သွင်းမဲ့သူတွေကတော့2019ဇန်နဝါရီတရက်နေ့မှသာပြန်လည်လျှောက်ထားနိုင်မှာပါ ရင်းအိုရင်ဟောင်းအနှံထားတဲ့စလစ်နဲ့တင်သွင်းမဲ့ကားတွေအနေနဲ့နောက်ဆုံးထားတင်သွင်းရမယ့်ရက်ကိုတော့ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။ဘူဝါရပြောင်းလဲကြောင်းလက်ရှိပြည်ရင်းကားစီးကွက်မှာမူတည်ကြရင်သွင်းခွင့်မရတော့မဲ့2017အောက် 1300cc အင်ဂျင်ပါဝါကားတွေဈေးနှုန်းဟာအဓိကမြင့်တက်လျက်ရှိနေတာဖြစ်ပါတယ်။လာမယ့်ဇန်နဝါရီတရက်နေ့ကစတင်ပြီးတင်သွင်းမဲ့ကားစီးရေခီးတဲ့တင်ရင်နဲ့ကုန်တင်ရင်တွေကို2015ခုနှစ်ထုတ်လုပ်ထားတဲ့မော်ဒယ်ကနေ2019မော်ဒယ်အတွင်းဘယ်မောင်းတစ်မျိုးတည်းကိုသာတင်သွင်းခွင့်ပြုတော့မှာဖြစ်ပါတယ်ရှင်။ နောက်ထပ်ဇင်းနဘုံအနေနဲ့အာဂရီလိုက်စားမှုနဲ့ဆွဲချက်တင်ဖို့လွှတ်တော်မှာမဲခွဲမဲ့အစီအစဉ်တောင်ကိုရီးယားသမ္မတလက်ခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားသမ္မတအနေနဲ့သူ့ကိုအာဂရီလိုက်စားမှုနဲ့ဆွဲချက်တင်နိုင်ရင်လွှတ်တော်မှာမဲခွဲဆုံးဖြတ်မဲ့အစီအစဉ်ကနေထွက်ပေါ်လာတဲ့ရလဒ်ကိုလက်ခံသွားမယ်လို့ဆိုပါတယ်။လက်ရှိအာနာယာစေနူရီပါတီကသမ္မတပတ်ကွန်ဟေဟာအခုသတင်းပတ်အတွင်းလွှတ်တော်မှာမဲခွဲမဲ့ကိစ္စရဲ့အဆုံးဖြတ်ရလဒ်ကိုစောင့်မျှော်နေကြောင်းဒီဇင်ဘာ6ရက်နေ့မှာကြေညာခဲ့ပါတယ်။အတိုက်ခံအင်အားစုတွေကဥဆောင်ပြီးပတ်ကို အပြစ်ဖို့ဆွဲချက်တင်နိုင်ဖို့ကြိုးစားခဲ့တာကြောင့်ဒီဇင်ဘာ9ရက်နေ့မှာလွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ယူမှာဖြစ်ပါတယ်။တောင်ကိုရီးယားဥပဒေတွေအရတမရကိုပြစ်ချက်တစ်ခုခုနဲ့ဆွဲချက်တင်ဖို့ဆိုရင်လွှတ်တော်အမတ်အားလုံးရဲ့ထောက်ခံမဲ၃ပုံ၂ပုံရရှိဖို့လိုပါတယ်။မဲခွဲမှုကိုအခြေခံဥပဒေခုံရုံးကကုတ်ကဲဆန်းစစ်ပြီးနောက်ဆက်တွဲလုပ်ငန်းစဉ်တွေကလာနေချီကြမြင့်နိုင်ပါတယ်။ပက်ခါအစိုးရထိတ်တန်းလှဝဆင်မှတ်တမ်းတွေကိုမိတ်ဆွေမျိုးသမီးတယောက်စီကြီးရှုခွင့်ပေးခဲ့ကြောင်းဖော်ထုတ်တွေ့ရှိရတာကနေ ပြဿနာတွေဆက်တိုက်ကြုံနေပြီးပြည်သူထောက်ခံမှုလည်းဆိုးဆိုးရွားရွားကျဆင်းနေပါတယ်ရှင်။နောက်ဆုံးအနေနဲ့ဒီကနေ့ဒီဇင်ဘာ6ရက်နေ့နိုင်ငံတကာငွေလဲနှုန်းနဲ့ရွှေဈေးတွေကိုကြေညာပြီးတော့မှဖြစ်ပါတယ်။ဒီနေ့ကန်ဒေါ်လာလဲနှုန်းက1ဒေါ်လာကို1365ကျပ်ဖြစ်ပါတယ်။ မနေ့ဈေးဖွင့်စက1356ကျပ်ပဲရှိရကနေညနေပိုင်းမှာ65ကျပ်ဖြစ်သွားတာပါကန်ဒေါ်လာတန်ဖိုးမြင့်တက်နေပေမဲ့ရွှေဈေးကတော့အပြောင်းလဲနေပါတယ်ဒီနေ့ပြည်တွင်းရွှေဈေးကတကြံသားကို83,900ကျပ်ဝန်းကျင်ရှိပါတယ်ကမ္ဘာရွှေဈေးကတော့တောင်အောင်စကိုကန်ဒေါ်လာ1,192ဖြစ်ပါတယ်ရှင်ဆက်ပြီး TV ရဲ့ည9:00နာရီသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်အောင်မြင်မှုအလေးရောက် May be with you on your journey of life.